ငလင်ဘေးသင့်ပြည်သူတွေကိုလှူဒန်းဖို့အတွက်ဒိတ်စုငိန်ဝစ်စင်ခဲ့တဲ့ဘိတ်တနိုးဝစ်စုံကိုလေလံတင်ရောင်းချပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Top Celebration ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်ပြီးတော့ချိုးဆိုလိုက်ပါရရှင် မြန်မာနိုင်ငံမှာမက်လ28ရက်နေ့ကအင်အား9.9မဂနီတူရှိတဲ့ပြင်းထန်ငလင်တစ်ခုလှုပ်ခတ်ခဲ့တာအလုံးသိပြီးသားဖြစ်ပါတယ်။ဒီငလင်ကြောင့်မြန်မာနိုင်ငံမှာမန္တလေးတိုင်းစကိုင်းဒီနေရာတွေအနီးတစ်ဝိုက်မှာပြင်းထန်တဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ပျက်စီးဆုံးရှုံးမှုတွေကို ပြည်သူတွေကတန်နိုင်သမျှအင်အားနဲ့ကူညီပြီးတော့လှူဒန်းပေးနေကြတာလည်းဖြစ်ပါတယ်။တချို့ဆိုရင်အိုးအိမ်တိုက်တာတွေပျက်စီးဆုံးရှုံးရတာတည်းမကပဲနဲ့မိသား ားစုကိုဆုံရှုံလိုက်ရတာတွေတောင်မှရှိတာဖြစ်ပါတယ်။အခုလိုမျိုးတော်တော်များတဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးဆုံရှုံမှုတွေများခဲ့တဲ့အချိန်မှာပြည်သူတွေအနုပညာရှင်တွေကတက်နိုင်တဲ့ဘက်ကနေပြီးတော့ငွေအားလူအားနဲ့ပံ့ပိုးပြီးတော့ကူညီပေးနေကြတာလည်းဖြစ်ပါတယ်။အခုလည်းသဲစုငိန်ပြိုင်ပွဲတော့ဝစ်ဆောင်ခဲ့တဲ့ National Costume ဝစ်ဆောင်ဘေးတနိုးဝစ်ဆောင်ကိုလေလံတင်ရောင်းချပြီးတော့ရရှိလာတဲ့ငွေကြေးကိုတော့ငလင်ပေးတဲ့ပြည်သူတွေအတွက်လူရန်သွားမယ်ဆိုပြီးတော့သိရတာဖြစ်ပါ ါတယ်။ဒီဝတ်စုံကတော့ဒဲစုငိမ့်ပြိုင်တော့ကပြည်ထရီကြားထဲမှာ National Costume Suit ရရှိမယ်ဆိုပြီးတော့ကိုရေပန်းစားခဲ့တဲ့ဝတ်စုံလေးဖြစ်ပါတယ်။ဒီဝတ်စုံကတကယ်ကိုနှက်ကြည့်ပြီးတော့ဒဲစုငိမ့်ဝတ်တဲ့အချိန်မှာလည်းတကယ်ကိုပဲမျက်မျက်နှိုးနှိုးနဲ့တံပိုးထားပြီးတော့ဝတ်ဆင်ခဲ့ရလဲဖြစ်ပါတယ်။ဒီဝတ်စုံနဲ့ National Costume Suit ကိုရမယ်ဆိုပြီးတော့ခံမှန်းထားပေမဲ့လည်းစုနဲ့လွဲချော့သွားခဲ့ရတာလည်းဖြစ်ပါတယ်။အခုတော့ဒီ National Costume ဝတ်စုံကိုရောင်းချပြီးတော့ရရှိလာတဲ့ငွေကြေးကို ိုငလင်ပေးတဲ့ပြည်သူတွေကိုလူတန်းပေးသွားမှာဖြစ်ပါတယ်။လေလံချင်းကင်းစည်းကိုတော့3400နဲ့စတင်ပြီးတော့ခေါ်ထားရလဲဖြစ်ပါတယ်။ဟုတ်ကဲ့3400ဆိုရင်ငွေပမာဏကတော့ဒီပိတ်တလို့ဝစ်စုံကိုတကယ်ကိုတံပိုးထားပြီးတော့ဖန်တီပြုလုပ်ထားတာဖြစ်တဲ့အတွက်နဲလုံးနဲ့ဆိုပြီးတော့ပရိသတ်တရားလဲမှတ်ချက်ပေးနေကြတာဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ဒီဝစ်စုံကတော့ပြိုင်ပွဲတစ်လျှောက်မှာနာမည်ကြီးခဲ့တယ်လို့အခုပြန်ပြောရင်လဲအခုကိုပဲမျက်စိထဲမှာမြင်ရောင်လာတဲ့အထီးကိုနာမည်ကြီးခဲ့တာဖြစ်ပါတယ်။ဒီ ဝစ်စုံရဲ့အလေးချိန်ကတော်တော်လေးများပြီးတော့ပြိုင်ပွဲမှာတကယ်ကိုပဲလှဲဟိုတင်ခွင့်မရတာတွေတောင်မှဖြစ်ခဲ့တာဖြစ်ပါတယ်။ဒေဝစ်စုံရဲ့အသေးစုံငင်းရဲ့ခမ်းနားမှုတွေမန်အပြည့်နဲ့စင်ပေါ်မှာရှင်ပြိုင်ခဲ့မှုတွေကအခုချိန်မှာပြန်တွေးကြည့်ရင်တောင်မှရှင်ထဲမှာနေရာဝင်ရောက်ပြီးတော့ယူထားတော့မယ်ဖြစ်ပါတယ်။အခုတော့ဒီ National Costume ဝစ်စုံကိုလေးလံတင်ရောင်းချပြီးတော့ငလင်ပေးတဲ့ပြည်သူတွေကိုလှူဒန်းသွားမယ်ဆိုတဲ့အခါမှာဆရာထူရိုဘက်ကလည်းအပြေးအဝါကိုထောက်ခံပေးကြတာပဲဖြစ်ပါတယ်။ ်ဟုတ်ကဲ့ပါဒီဝစ်စုံလေးလေးလံတင်ရောင်းချတဲ့အခါမှာလည်းငွေကြေးများစွာရရှိပါစေလို့ဆုတောင်းပေးလိုက်ပါရစေမြန်မာနိုင်ငံရဲ့ငလင်ပေးတဲ့ခံစားနေရတဲ့ပြည်သူတွေလည်းအမြန်ဆုံးအဆင်ပြေပါစေလို့ဆုတောင်းပေးပါရစေဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရစေနောက်နေ့ရက်တင်ဆက်မှုတွေမှာပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ် like and share လေးနဲ့အားပေးသွားဖို့အတွက်ကိုလည်းအားလုံးတောင်းဆိုလိုက်ပါရစေရှင်